ကျွန်တော်ဒီနေ့ 3D printer နဲ့ထုတ်ဖို့လုပ်နေတဲ့အရာကတော့ဒေထဲကိုပြစ်လိုက်တဲ့အခါကျရင်ကိုယ့်ရှီကိုပြန်လာတဲ့ bombering ပဲဖြစ်ပါတယ် 3D printer နဲ့ထုတ်ပြီးရတဲ့အရင်တင်ခဲ့တဲ့ video ရဲ့ part 2အနေနဲ့ bombering ကိုဆက်ပြသွားမှာပဲဖြစ်ပါတယ် ဘယ်ရင်းရလဲရပြီဆိုတော့ကျွန်တော်ဆမ်းပြီးတော့ပြပြပါဦးဖြစ်ပါတယ်အာခဏနေပါဦးအာကျွန်တော်အခန်းနည်းနည်းကျင်းနေကျင်းနေရောဒီအခန်းထဲမှာပြပြလို့မရဘူးကျွန်တော်ဒီဟာကျွန်တော်ရှိပြန်လာလားမလာလားတော့အခုကျွန်တော်ဆမ်းပြသွားမှာပဲဖြစ်ပါတယ်ဆိုတော့ let's go အိတ်ကြည့်ကြပါโอ้ ဖိုက်တော့မိုက်ကိုရှိကိုပြန်ပြီးတော့လာလားဆိုတော့တကယ်ကိုပြန်လာပါတယ်ကျွန်တော်ပြန်လာမယ်လို့လုံးဝမထင်သားမိပါဘူးနောက်ကြရင်တော့ကျွန်တော်ဒီ bomber ring လေးကိုရောင်းမိတော့ဖို့ရှိပါတယ်ဆိုတော့ like and follow လုပ်ထားလိုက်ပါ zani crack ဖြစ်ပါတယ်နောက်ထပ် video မှာပြန်ပြီးတော့တွေ့ကြပါမယ်